ဟေယောဘလုံးဘဲမင်္ဂလာညချင်လေးပါနဝမ်ဘာလ၁၀ရက်နေ့ယင်းညနေပိုင်းအထူးတရမြတ်ကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးမှနောက်ဗီဒီယိုလေးတွေလည်းကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးအခုချင်းတီအားပေးနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်လေးတွေစကြရအောင်နဝမ်ဘာလ၉ရက်နေ့တွေမွန်ပြည်နယ်မော်လမြိုင်မြို့ရေချိုအဝိုင်းရှိမင်းလူလန်းဆိုင်တွေအကျန်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးတရင်ပေးနေသူများလည်းဖြစ် မူရစေဝါရောင်းဝယ်ဖြံ့ဖြိုးရေးလှုပ်ဆောင်နေသူ၃ဦးတို့ကိုတနက်သမားများကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ထူတိုက်ခိုက်မှုအတွင်မူရစေဝါရောင်းဝယ်ဖြံ့ဖြိုးရေးလှုပ်ဆောင်နေသောအချမ်ပစစ်တပ်တို့တိုင်မောင်မနီခေါ်ကလာနဲ့အပေါင်းအပါတကောင်လုံးခွေးတေဝတ်တေတေဆုံခေချောင်းတီစီရပါတယ်။စုစုပေါင်းတုံးကောင်တေဆုံလာပြပါတယ်။ကောင်လေးတေတဲ့တင်းနောက်တဲ့တင်း ပကမာဒီနေမနပိုင်အထိတိတ်ပွေဆက်လက်ပင်ထန်နေပြီး KIA KPDF ရဲ့ပီနာမီတဲ့မိုင်ဖောက်ခွေတိတ်ခိတ်မှုကြောင့်ဖာကမြုတ်နေလုံခင်းကျေရအဆုပဝန်းကျင်နဲ့ပိုစီဆာလန်စုံမှာတိတ်ပွေဖြစ်ပွားနေပြီးစီရင်တန်းကိုလေချက်ကောင်းထီအောင်မိုင်ဆွေတိတ်ခိတ်ခဲ့တယ်လို့ဒေတာခန်စီရဲ့တရင်ဂျီမီကပြောပါတယ်ချက်ကောင်းကိုထီတာတဲတဲ့စရင်မရသေးဘူးမိုင်ကလေရှီပင်း စစ်တကရန်တမ်ပီပိတွားတေတာလို့ KIA နဲ့နိစတူကပြောပါတယ်။ဒေတာခန်တွေရဲ့ကားတွေကိုချိုးဆွေးပြီးစစ်တကထိခိုက်တိုက်ဆုံးတဲ့သူတွေကိုတိဆောင်သွားပြီးအယက်သားတွေကိုဖမ်းဆီးစစ်ဆေးနေတာတွေရှိနေတယ်လို့တရင်ရရှိထားပါတယ်။ဒေတာခန့်တွေအတွက်စိတ်မကောင်းပါဘူးတက်တူဝနေပါတယ်တေဆုံတဲ့စစ်ခွေးတွေအတွက်ကောင်းလိုက်တဲ့တဲ့နောက်တဲ့ ပီတုကကွေရဲ့တမတော်မန္တလေး PDF ရဲ့စုမှုနေမည်တွေဖြစ်တဲ့မတရားစိတ်ကူးနဲ့တပိတ်ချင်းမြုပ်နေတွေမှာတိတ်ပွေးတွေပူမူပင်းထန်လာနိုင်လို့ပီတုတွေကြိုတင်ပင်စင်ချဖို့ဒီနေ့နိုဝင်ဘာ၁ရက်မှာထုတ်ပြန်ထားပါတယ်အနာတင်းစစ်တာ2025ဒီဇင်ဘာနဲ့2026ဇန်နဝါရီတို့မှာတရားမဝင်အတုအယောင်ရွေးကောက်ပွဲကို အတမပြုတ်လောက်ဖူးဆောင်ရွက်နေပြီးအေဒီကာလမတိုင်မီမှာတာလွန်အင်ငါများစွာအတုံးပြုတ်ပြီးတော်လှန်ရေးတပ်ဖွဲ့များရဲ့ထင်းချုပ်စုမှုနေမည်တွေကို အပြင်းနထန်ထူးဆစ်စင်တိုက်ခိုက်နေကြောင်းမန္တလေး PDF ကအတည်ပြုထားပါတယ်။အခုအခါမတရားစင်ကူးတဲ့တပိတ်ချင်းမြုပ်နေတွေမှာတစ်နှစ်ထက်တစ်နှစ်စီရဲတိတ်ပွေးတွေပုံမူပင်းထန်လာကအဒီဒေတာတွင်နေပီတူလူထုအနေနဲ့တိတ်ပွေးတွင်ကြုံတွေ့ရနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး จูติมปินซินจาผู้แนบเบอันเรกินนายเยอัตวัดลูอัตเตอาศีอัมมามยาเล่าสองทาผู้มันเลพีดีเอฟกามิตรายขันติจุนเลยปาเรมมันเลพีดีเอฟพาอาณาติงสิกองสีเยลสิทูสิโกกูส่วนเงินส่วนชิตเมียสลัดคู่คันกากวยตัวมาพิจาวปีตูโตนายเยจีเยอสงตะปันตันโกยาวดีอธิมาเศร้ามันนิดสลัดชิตตัวเมเลามันเลพีดีเอฟกาอธิเปทาบาเร အားကိုးပါတယ်မန္တလေး PDF တွေကောင်းလေးတဲ့တဲ့နောက်တဲ့အနာသင်းစတရဲ့ရွေးကောက်ပွဲဟာအတိအမှတ်ပြုတ်မှုအတွက်လူအပ်တဲ့ပွင့်နေမိတာမှုလွတ်လပ်မှုအားလုံးပါဝင်မှုနဲ့ယုံကြည်စိတ်ချရမှုဆိုင်ရာစံနှုန်းတွေနဲ့မကိညင်တဲ့အကြောင်းပြည်ထောင်နိုင်ငံခြေဝန်ကြီးဌာနကနိုဝင်ဘာ10ရက်မှာထုတ်ပြန်ထားပါတယ် စစ်တပ်အနာတင်းမှုနဲ့မေယာလက်တွေကိုပေးဖြတ်ခံရတဲ့2020နိုဝင်ဘာစီရက်အထွေထွေရွေးကောက်ပွဲဟာငါးနှစ်ပြည့်တဲ့အထင်အမှတ်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်ဒါပင်ပင်တိနိုင်ငံအနေနဲ့နိုင်ငံတော်အတိုင်းပင်ခံပုတ်ကိုဒေါ်အောင်ဆန်းစုကြည်နဲ့တမဒါအိုမင်းအပါအဝင်စစ်တပ်မတရားအာဏာသိမ်းယူပြီးကတည်းကနိုင်ငံရဲ့အကြောင်းပြချက်တွေကြောင့်ဖမ်းဆီးခံရပြီးပြစ်ဒဏ်ချမှတ်ခံရသူအလုံးကိုလွှတ်ပေးဖို့လေတောင်းဆိုလိုက်ပါတယ်။ အနာတင်းစတဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုတ်ဟုပင်တနိုင်ငံကကြီးညာတာဖြစ်ပါတယ်။ကောင်းလေတဲ့တတင်းတော့တင်းရန်ကုန်မြို့မှာချက်ဖြက် online ငွေလင်းလေတဲ့လောက်ငန်းတချို့ကမလင့်တပတ်တဲ့အလောက်တမားကိုယူဆူဆောင်းနေတာတွေများလာတယ်လို့အလောက်ရှာနေသူတွေနဲ့အဲ့ဒီအခြေအနေကိုတတိထားမိသူတချို့စီကသိရှိရပါတယ်။ချက်ဖြက်လောက်ငန်းတချို့ကအလောက်တာဝန်ရေးရရာရာဖော်ပြတာမျိုးမရှိဘဲ မလောက်ဆရာလဆာကိုမရှင်ခန်းစားခွန်းတော့နဲ့ဆွေးဆောင်ထားပြီးကမ္ပဏီဝန်ထမ်းအလောက်ဆူဒာမြောက်လောက်ချပြအတိပေးကအလောက်ခေါ်တာတွင်ရှိနေတာလို့ကုတိုင်အလောက်တွားလျှောက်ဖို့တဲ့အဝေးတင်တက်ကတူချမ်းတာတရုတ်ကပြောပါတယ်အလောက်ရှာနေတာဆိုတော့အလောက်ခေါ်စားတွေအမင်းရှာကြည့်ဖြစ်တယ်ဂျက်ဖစ်ကအလောက်သမားခေါ်တဲ့ဂျုံရင်မြုပ်ကတခြားအလောက်ခေါ်တဲ့ဟာတွေနဲ့ကွာတယ်ဝင်းလောက်ချင်လောက်အောင်ခန်းစားခွန့်ပေးထားတတ်တာ ူတိုင်တစ်ခုတော့ရှုပ်ဖူးတယ်ဝင်းတော့မလုပ်ဖြစ်ဘူး။ကြက်ဖြက်လုပ်ငန်းတွေကများတော့အဖြစ်အလောက်ရှုပ်မဲ့သူမှာကွန်ပျူတာအသုံးပြုတတ်ရမယ်လို့အဓိကသတ်မှတ်ထားတဲ့ကလုံခြုံရေးကင်မရာ CCTV စောင့်ကြည့်မှတ်တမ်းယူဖို့အော်ဒါစရင်မှတ်တာတွေလုပ်ဖို့ယုံစရင်အချက်အလက်ကင်တွေဖို့ဩဒါအတိရှာဖို့စတဲ့လုပ်ငန်းပိုင်းတွေမှာအလောက်တမာလူနေတာဆိုတဲ့ကြောင့်ညာကို လူမှုကွန်ရက်ပလက်ဖောင်းတွေကနဲ့ဖြတ်ပြီးရှာဖွေစုဆောင်းတာတွေရှိနေတာဖြစ်ပါတယ်။အဲ့ဒီလုပ်ငန်းတွေအနေနဲ့မနက်တဆိုင်ညက်တဆိုင်ခွေပြီးလေပတ်နေတာဖြစ်လို့နေဖူးအဆောင်နဲ့စားရည်တောက်ရည်အတွက်စီစဉ်ပေးထားတာမျိုးရှိတယ်လို့အများစုအချက်အချာကြတဲ့ကွန်ဒိုအဆင်မင်အင်ယာတို့လိုနေရာတွေမှာခါရန်လောက်ကိုင်းနေတာလို့အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်မှုတချို့ကပြောပါတယ်။ရန်ကုန်မြို့မှာအင်စီကနဲ့အင်္ဂါလိပ်တူတယောက်က จะเพียดอภิตะพุทธิกาตะยอกกาโคโคตงพูโลตุดอลงันกิสะตะสวนตะสะติยาตาตวาเดสีเล่ปุยินตุดออลอชิเดเนยาตะจุตะเลสียกตวาดาเมียวชิเดยันกุมาเอดิลุลงันတွေတော်တော်ရှိမေလို့ကိုမထင်ခိတာလို့သူကပြောပါတယ်ယန်ကုမြို့မှာနေတဲ့ပြည်သူလူထုတွေအတွက်တင်ဆက်တာဖြစ်ပါတယ်ပေါ်တာလည်းတတိထားရမယ်စစ်ခွေးတွေလည်းတတိထားရမယ်ဂျာဖက်တွေလည်းတတိထားရမယ်ယန်ကုမှာတော့ ဲ့ဒီဂျပ်ဖြတ်ကအဓိကကထိုင်းပဲစစ်ခွေးတွေလည်းပေါင်းတယ်ဒါပေမဲ့အဓိကကထိုင်းထိုင်းနိုင်ငံကမတိဟန်ဆောင်နေနေတာအဖန်စွင်တော့ထိုင်းပဲထိုင်းရဆူရပဲနောက်တည်းမြန်မာနိုင်ငံမှာငင်းချင်ရင်းတဲ့ဒီမိုကရေစီရရှိရဲ့အတွက်တိတ်ပွဲဝင်နေသူတွေအားလုံးနဲ့အတူယက်တီနေတယ်လို့နော်ဝေးတိုင်ယုံအကြီးအကဲကပြောကြားလိုက်ပါတယ်မြန်မာနိုင်ငံဆိုင်ရာနော်ဝေးတန်ယုံအကြီးအကဲအဲလီဇဘက်ယော့ဘီဟန်ဆန်တာ UK တန်ယုံကအစီအစဉ်ကျင်းပတဲ့ အမေဖွေတနင်းကနွေနေအခန်းအနာကိုရန်ကုန်ထုတ်ချက်စစ်တင်ချိုင်းမှာတရုတ်ခေတာနဲ့ပတ်သက်ပြီးအော်တိုဘာကိုရက်ကထုတ်ပြန်ရပါ အခုလိုပြောကြားလိုက်ပါတယ်ကောင်းလေဒေသတင်းတော့တဲ့နိုဝင်ဘာလ9ရက်နေ့တွင်တနင်းတာရီတိုင်းလုံးလုံးမြို့နယ်တွင်ခမရ400ချုံနဲ့ ခမယာလေးရာကုတဲ့ရင်တုံမှစစ်မှုထမ်းတတတုံးဦးနဲ့စစ်တာတူအလင်းဝင်ရောက်ခေချောင်းလောင်းလုံးတမနီလက်ပြတဖွေမှတည်င်းထုတ်ပြန်ထားပါတယ်။ကောင်းလိုက်တဲ့တည်င်းတည်င်းချင်းပီနေမြုပ်ပိုင်းတီတီမြုပ်နေစီရင်ဒေတာတိုင်ငင်းကြီးရွာအနီးမှာအချမ်းဖက်စတက်နဲ့ချင်းလင်းကောင်စီပူပေါင်းတဖွေတော့မင်းညကတိတ်ပွေဖြစ်ပွားပြီးအချမ်းဖက်စကောင်စီစခွေပတ်မှာခုတကောင်ခွေတဲ့ဝတ်တဲ့တီဆုံးပြီး သစေကြောဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ကောင်းလေးတဲ့တဲ့နိုဘလာစီယန်နေရညနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲ။ကေဒါဆိုရင်တော့ကျွန်တော်တို့ဒီနေ့တော့ဗီဒီယိုတစ်ခုပဲကြည့်ရမှာဖြစ်ပါတယ်။ဦးလူမှုစီရဲ့တုံးတပြုံးစုချက်ကိုတစ်ချက်လောက်ရှင်းချရအောင်အဆုံးထိကြေရွပြောပြတော့ကြည့်ပေးကြပါ။တုံရဲ့ချင်းတွေဘဟုတုတ္တရရပြီးမှအားရှိတော့မှာဖြစ်ပါတယ်။ဒါဆိုရင်တော့ဆက်ကြရအောင်။ စီးရနေသားနဲ့ပတ်သက်ပြီးတော့စစ်တိုက်တယ်ဆိုတာတော့ဗျာဒီလိုပဲအဲ तू तू ကနိုင်တဲ့အခါရှိမယ်ကိုကနိုင်တဲ့အခါရှိမယ်တလက်ရှိတယ်တခါတန်ကြလို့ရှိရင်လည်းကိုကဘောနော်အနေထားရာစုပ်ပေးရတဲ့ကိစ္စမျိုးတွေလည်းရှိရဒီပေါ်မှာနော်ဟိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဒီပေါ်မှာလည်းပဲစိုးရင်စရာကိစ္စမရှိဘူးဘာကြောင့်လဲစစ်ပောင်ကအရန်ကျဲသွားပြီနော်စစ်ပောင်ပြန်ကျဲသွားပြီတိုက်ပွဲရနေရာအနှက်မှာဖြစ်နေတယ်အဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်နော်ဒီအနေထားမှာစီးရရလည်းပဲကျွန်တော်တို့က အဲတော့ဒီတော်လိုင်းကြီးကစီးရရကြဆုံးသွားနောက်ဆုတ်သွားတယ်ဆိုတော့မရှိဘူးနောက်စီးရပို့ပြီးတော့ကျယ်ပြန့်လာတဲ့သဘောတရားပဲရှိတယ်အဲ့ဒီခါကျတော့စီးရသုံးသက်ချက်နဲ့ကျွန်တော်တို့ကပြန်ကြည့်မယ်ဆိုရင်စီးရကကျွန်တော်တို့ကအောင်မြင်မှုရှိတယ်เนาะအောင်မြင်မှုရှိတယ်တိုးတက်မှုရှိတယ်အသာစီးရတယ်လို့ကျွန်တော်တို့ကပြောနိုင်တယ်ဘယ်တော့ပဲလက်နဲ့အင်အားကြီးကြီးများနည်းတယ်ဆိုတဲ့အောင်ကျွန်တော်ကစီးရရအသာစီးရတယ်เนาะအသာစီးရတယ်လို့ကျွန်တော်တို့ကပြောနိုင်တယ်ကျွန်တော်တို့ကလည်းရှိစုံမွနယ်မြေတွေကเนาะအများကြီးပဲရှိတယ်စုံမွနယ်အများအများကြီးပဲရှိတယ်လို့လက်ရှိ ။ဒါတိုက်ပွဲတွေကလည်းသူတို့သူတို့နိုင်တာနဲ့အနိုင်ရှုံးကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘက်ကရှုံးတာနဲ့ပြီးတော့သူတို့ဘက်ကအကြဆုံးတာအများများတယ်။အကြဆုံးတဲ့အရေးတွက်ချင်းတွက်မယ်ဆိုရင်ဆယ်စတော့မကွာဘူး။ဆယ်စတော့မကောက်အောင်နော်ကွာချားတယ်။အဲ့လိုကွာချားတယ်ပြီးရင်ကျွန်တော်တို့ဘက်ကစခန်းသိမ်းတာတွေကနော်ကျွန်တော်တို့ကဆယ်ခုတော့သိမ်းလိုက်လို့သူတို့ကတစ်ခုနှစ်ခုတော့ပြန်သိမ်းနိုင်တာမဟုတ်ဘူး။သူတို့ကျွန်တော်တို့ကိုတိုက်ခိုက်တယ်ဆိုတာအရက်သားပြစ်မှတ်တွေကိုတိုက်ခိုက်တာရွာတွေကိုမိရှို့တာပဲရှိရ။တကယ်တမ်းစစ်သားစစ်သားချင်းတိုက်တဲ့တိုက်ပွဲမှာ ဆိုလို့ရှိရင်စကဆဘက်ကနိုင်တယ်ရေလို့တိတ်ပြီးတော့မရှိလာဘူးเนาะသူတို့ပြန်ရတယ်ဆိုတာတရုတ်ကညှိနှိုင်းတဲ့အတွက်ကြောင့်လာစီယိုပြန်ရတာကြောက်မဲပြန်ရတာဓာရီတော့ပဲရှိတာဖြစ်ပြီးတော့မှနေလားငါလားသူတို့ကိုယ်တိုင်တိုက်လို့နိုင်တယ်ဆိုတာကခက်ရှားရှားပဲအတိုင်းတာမှာပဲရှိတယ်ဒါကြောင့်စီးရည်ဒီကျွန်တော်တို့ဘက်ကအားတားနေတယ်လို့ကျွန်တော်တို့အခိုင်အမာပြောလို့ရတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုပေါ့เนาะကျွမ်းကျင်မှုနဲ့စိတ်သက် နောက်တစ်ခုကပြည်သူရဲ့ထောက်ခံမှုအချက်၃ချက်ပေါ့နော်ကျွန်တော်တို့စီးရင်နဲ့ပြည်လို့ရှိရင်ကျွန်တော်တို့ဘက်ကအချက်၃ချက်အားတာချက်ရှိရယ်နမတိကစိတ်ကြနော်စိတ်ကြကဘယ်လိုမှဒီစစ်ကောင်စီကိုနော်ဟိုဘယ်လိုမှလက်မခံဘူးဒါတို့ကအဆုံးအထိသွားမှာစစ်ကောင်စီကိုဘယ်လိုမှဒီတစ်ခါအလျှော့ပေးလို့မရဘူးနိုင်ကိုနိုင်မှဖြစ်မှာဆိုတော့စိတ်ကြအဲ့စိတ်ကြနဲ့တိုက်တာနမတ်၄ကပြည်သူထောက်ခံမှုနော်ပြည်သူထောက်ခံမှုကကိုယ့်ဘက်မှာ အပြည့်ရှိရတရားအောင်ရှိရဒါကြောင့်မလို့ စိတ်ကြည်ရရရဲ့ပြည်သူထောက်ခံမှုရဲ့ဒီနှစ်ခုဒီကျွန်တော်တို့ကလုံးဝခိုင်မာတဲ့ကိစ္စဖြစ်တယ်နောက်တစ်ခုကကြတော့ကျွမ်းကျင်မှုကျွမ်းကျင်မှုကကျွန်တော်တို့ဒီ PDF တရားအခုဟိုတော့9နှစ်ရှိသွားပြီเนาะ6နှစ်ကျော်ပြီ6နှစ်ပဲထားလိုက်ပါတော့6နှစ်အတွေ့တကယ်တော့အတွေ့အကြုံဆိုတာ3နှစ်ဆိုလုံလောက်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ PDF တက်ဖွဲ့တွေက6နှစ်သားအတွေ့အကြုံရသွားတာဖြစ်တဲ့အတွက်ကြောင့်အတွေ့အကြုံရဲ့ကျွန်တော်တို့ဒီခုနကတော့စိတ်ကြည်ရရဲ့နောက်တစ်ခါခုနကပါပြည်သူထောက်ခံမှုရဲ့ ဒီအချက်တွေရကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကအာသာချက်ကနော်ဒါရီယာကျွန်တော်တို့အာသာချက်ပဲနော်စစ်စစ်တိုက်တဲ့အခါမှာနံပါတ်1ကတော့စိတ်ဓာတ်ပေါ့နံပါတ်2ကပြည်သူထောက်ခံမှုဒီနှစ်ခုကတိတ်အရေးကြီးရယ်နော်ပြည်သူထောက်ခံမှုရှိရဲ့ စစ်စစ်ပွဲမှန်သမျှဆုံးရှုံးတာဖြစ်တဲ့စိတ်တည်းရေးရအရာကြဆင်းနေလို့ရှိရင်ဆုံးရှုံးတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့က generation အစ်စ်နဲ့တိုက်တာဖြစ်တယ်။နောက်တစ်ခါစိတ်တည်းရေးရခိုင်မာတယ်ပြည်သူလူတွေထောက်ခံမှုကအပြည့်အဝရရှိထားတာဖြစ်တယ်။ဒါကြောင့်မလို့လေအဲသူတို့နဲ့နှိုင်းရှင်တဲ့အခါမှာဒီအချက်၃ချက်ကကျွန်တော်တို့ကသူတို့ထက်အများကြီးအသာနေတယ်။စီးရေးမှာအများကြီးအသာနေတယ်။အဲ့လိုတိုက်တာရှိရင်နောက်တစ်ခါအောင်ပွဲတွေပေါ့နော်။ အောင်ပွဲနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိဘောနော်ဟိုအနည်းသက်ဆုံးပြောပြရမယ်ဆိုရခိုင်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကရခိုင်ရဲ့အောင်ပွဲကရခိုင်တပီလုံးနီးပါးကိုတိမ့်မိုက်ထားပြီးပြီအဲ့တိမ့်မိုက်ထားပြီးတဲ့အပြင်ရခိုင်ပြည်နယ်ရဲ့အပြင်ဘက်ကိုလည်းเนาะသူတို့ကဆက်ပြီးတော့ကျေပြန့်လာနေပြီအဲ့တော့ရခိုင်ကဘယ်ထိတိမ့်မှာလဲဟိုမှန်းမယ်ဆိုရင်သူ့ရခိုင်ပြည်အတွက်ကျွန်တော်လုံခြုံမှုအပေးနိုင်မှုအတွက်ဆိုလို့ရှိရင်ရခိုင်ကเนาะ ARD ဒီအနောက်ဖက်ချအကုန်တိမ့်မှာ AI ဒီဖက်အနောက်ဖက်ချကိုမတိမ့်မဲနဲ့ ရခိုင်အတွက်တည်ငြိမ်မှုနဲ့ငြိမ်းချမ်းမှုကမရနိုင်ဘူးဒါကြောင့်မလို့เนาะရခိုင်ဒီ ARD မြစ်အနောက်ဘက်အကုန်လုံးတိမ့်ခဲ့လို့ရှိရင်နံပါတ်1ဆက်ကဆက်တဲ့ဆုံးရှုံးသွားမယ့်ကိစ္စကတော့နံပါတ်1ကတော့သူတို့ဒီကပ္ပဆာဆက်ရုံနဲ့အကုန်လုံးပါသွားမယ်เนาะနံပါတ်2ကတော့အရေးကြီးတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့เนาะကြောက်ဖြူเนาะကြောက်ဖြူနဲ့နော်ဒီဆက်ဆက်ပြီးတော့မှဒီရခိုင်ကနေပြီးတော့မခွေးဒီဖြတ်လာတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုလုံးကို ဟာဒီတော်လိုင်းအဖွဲလက်ထဲကိုရောက်သွားမှာဒီအပြောင်းလဲရနဲတဲ့ကြီးကျယ်တဲ့အပြောင်းလဲမဟုတ်ဘူးအဲ့လိုမျိုးဖြစ်သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့က single ဖြစ်စင်ရကြည့်မယ်ဆိုလို့ရှိရင် ရခိုင်ကိုတင်းပြီးပြီဆိုလာ ARD အနောက်ပိုင်းကိုတင်းပြီးဆိုတာနဲ့တပြိုင်နက်တည်းအေးမဝင်ကူတိုက်နေတဲ့ဗမာ PDF တွေကဘကိုးယုံမကူလာမှာဖြစ်တယ်နော်ဘကိုးယုံမကူလာတပြိုင်နက်တည်းမှာပဲ ဒါစစ်စစ်စစ်အရာအရှိန်အားကောင်းနေတာနောက်တစ်ခုကကချင်ပေါ့နော်ကချင်မှာဆိုလို့ချင်းလေကချင်ဒီတရုတ်ဖီအားကိုလုံးဝဂယူမဆိုင်ဘူးလုံးဝဂယူမဆိုင်တဲ့အတွက်ကြောင့်နော်အခုဆိုလို့ရှိရင်ဒါတရုတ်ဖက်ကနေပြီးတော့ဒီလိုင်းစာတို့လွယ်ကျယ်တို့ဆိုတဲ့နေဆက်ပေါက်တွေကိုဖွင့်ပေးရတဲ့အစ်င့်ဒီတရုတ်ဖက်ကလက်ရောလာရတယ်နော်အဲလိုလက်ရောလာတဲ့အတိုင်းတာကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကချင်ရဲ့ နိုင်ငံရေးရာအတာကျက်ပေါ့နော်ပြောမယ်ဆိုတန်တမန်ရေးအတာကျက်ကောင်းသလိုစီးရေးအတာကျက်လည်းကောင်းတယ်အဲ့လိုအတာကျက်ကောင်းတဲ့အခါကျတော့ကချင်မှာအခုကျွန်တော်တို့ကြံနေတာကဗမော်နဲ့ဖားကန်တယ်ပေါ့နော်ဗမော်နဲ့ဖားကန်တဲ့ကိုနိုင်လို့ရှိရင်မြစ်ကြီးနားကိုတိတ်နေပြီသားဖြစ်တယ်အဲ့တော့ကချင်ကကမ်ပိုင်တီထွက်ပေါက်ကောနော်လိုင်းစာထွက်ပေါက်ကောလွယ်ကျဲထွက်ပေါက်ကောအကုန်လုံးကိုသူနေဆက်တရုတ်နေဆက်တခြားလို့ကချင်ကတိတ်နေတယ်ဖြစ်တယ်လိုအပ်နေတာကဗမော်ပေါ့နော်ဗမော်ကိုလုံးလုံးလက်ထဲကိုရောက်ဖို့နဲ့ ဖာကန်လုံးလုံးကိုရောက်လို့ရှိရင် तू ကမြေကြီးနားကိုတိမ့်လို့ရပါပြီ။ဒါကြောင့်မလို့ကချင်အနေနဲ့ဒီဗမော်မှာလည်းပဲအပေါ်ကြီးရပေါ့နော်အตาကြီးရအခြေအနေမှာရှိရဲ။အဲ့လိုအตาကြီးရအခြေအနေမှာရှိရတဲ့ကြောင့်တိတ်များမကြခင်ပေါ့နော်။ဒီလင်းနောက်ထပ်၄၅၆လလောက်မှာဗမော်တခွင်လုံးကိုနော်ဒီကချင်ကတိမ့်သွားနိုင်ဖို့ရှိရဲ။တိမ့်သွားနိုင်ဖို့ရှိတယ်လို့ခုနကတော့ဖာကန်ကိုလည်းပဲခုနကတော့ရသွားဖို့ရှိတယ်။အဲ့လိုရသွားကြလို့ရှိရင်ကချင်ပြည်နယ်ကလုံးလုံးလွတ်မြောက်သွားတဲ့အတိုင်းတာကိုရောက်လာလိမ့်မယ်။ အဲ့တော့ကချင်မီနီယာလုံးလုံးလွတ်မြောက်သွားတဲ့ပြည်နဲ့ကချင်မှာကူတိုက်နေတဲ့ PDF တွေရလည်းပဲဇကိုင်းဘက်ကိုဆင်းလာမယ်ဒီဘက်မန်းလေးဘက်ကိုဆင်းလာမှာဖြစ်တယ်အဲ့လိုဆင်းလာတဲ့အခါကျတော့ကျွန်တော်တို့ကဘောင်းဆိုဒီဘက်ကဒီစိုးမိုးနယ်မြေတွေကလွတ်မြောက်နေပြီအဖြစ်ပြောင်းသွားလိမ့်မယ်เนาะအရေးကြီးဆုံးကတော့ခုနကဘကိုးရုံးမှာပဲအဲ့တော့ เออไอ้ขุดองค์มาตะโกยุมามาจรเราดิโจบินกอกตุเนาะมินลาตุไอ้เป็ดนี่มาไตปวยดอกชาผิดเดปอกค้องอีตะผิดเดเนาะไอ้หลุตะผิดเดคาจ้าတော့ตะผิดมาแลผิดเดอันใดตามาแลเวจรเราเป็ดกะอนัยญาเดอนัยญาตองมาไอ้เป็ดกะดิปากกะผะลีสุรุษิยบามาอะถอกปันย่าบ่ฮู้ตลอดคุณน่ะเนาะดิตะโกยุมาเอียมี่อิเสเป็ดตะโกยุมามาแล တိုက်ပွဲတွေမှာကိုယ့်ဘက်ကအตาစည်းမှာရှိတယ်။ပျောက်ကြားအနေနဲ့တိုက်နေကိုယ့်ဘက်ကအตาစည်းမှာရှိတယ်။ဒါဘကိုးရုံမှာအနောက်ဘက်ခြမ်းဘကိုးရုံမှာအရှေ့ဘက်ခြမ်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီတောင်ငူကွင်းပေါ့နော်။တောင်ငူတို့တန်တောင်ကြီးတို့ဘာလို့ဖက်မှာလဲပဲ။နောက်လျှောက်ကဒီကုဏနောကဒီကရင်နဲ့ကုဏနော PDF တွေကဆင်းလိုက်တက်လိုက်နေကစားစစ်ကစားနေတာဖြစ်တယ်။အဲ့တော့ကကြတော့ကျွန်တော်တို့ကဒီရခိုင်နေတဲ့ AR အနောက်ဖက်ခြမ်းကိုတင်းလိုက်ပြီးဆိုဟာနဲ့တပြိုင်နက်ဘကိုးရုံမှာကိုတော်လိုင်းရေးဖွဲ့တွေကစီးသွားပါ ဲ့တော့စစ်တပ်အနေနဲ့ကဘာဖြစ်သွားမလဲဆိုတော့ဆက်ကဆအနေနဲ့ကကပ္ပဆရေလည်းပါသွားမယ်ပကူးရုံးမကိုလည်းစီးသွားပြီဆိုရှင်နေပြည်တော်နဲ့ရန်ကုန်ကပြတ်သွားပါနော်နေပြည်တော်နဲ့ရန်ကုန်တွေကတော့အဆက်တွေပြတ်သွားမှာအဲ့လိုအဆက်တွေပြတ်သွားရင် तू ကလက်နဲ့ချဝယ်ရှိတခြားနည်းမရှိတော့ဘူးဒါကတခုနောက်တစ်ခုကကြတော့ဒီ AA ကရခိုင်ဟို AI နောက်ပိုင်းကျန်တခုကိုတိမ့်သွားလို့ရှိရင်ဘာအော်တိုမက်တစ်ပါသွားမငွေကအော်တိုမက်တစ်ပါသွားမှာဖြစ်တယ်ဘာကြောင့်တစ်ခါမှာသခိုင်းနဲ့ချင်းမှာလည်းပဲကိုယ့်ဘက်ကစိုးမှုထားတာဖြစ်တယ် စကိုင်းနဲ့ချင်းကိုကိုယ့်ဘက်ကစူးမိုးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီဒီအေယာဝရီရဲ့အနောက်ဖက်ကျမ်းမကွေးကနော်ဟိုအော်တိုပါဝါကြီးအော်တိုပါတော့တပြက်နဲ့ဒီတရုတ်ပိုက်လိုင်းနဲ့ခုနကတော့ရင်းနှီးမြှုပ်နှံမှုတွေရဲ့တဝက်လောက်ကတော်လိုင်းအဖွဲလက်ထဲကိုလုံးလုံးရောက်သွားပြီနော်အဲ့လိုရောက်သွားသလိုဒီရင်းနှံပိုက်လိုင်းနဲ့ပတ်သက်တာလုံးဝရောက်သွားသလိုဟိုတစ်ဖက်စကိုင်းတိုင်းမှာရှိတဲ့ခုနကတော့တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကလည်းတော်လိုင်းအဖွဲတွေရဲ့ဧရိယာထဲမှာဖြစ်နေတာဒါကြောင့်မလို့ ARV အနောက်ဘက်ကိုလုံလုံသိမ်းလိုက်ပြီးတော့တရုတ်ရင်းနှီးရင်းနှီးမှန်မှုတွေကိုလာတော်လိုင်းရေးအဖွဲ့ကထိမ်းပြီးဆိုရင်တရုတ်ပြည်ရဲ့စစ်ဆင်ရေးပုံစံကလုံးဝပြန်ပြောင်းသွားမှာဖြစ်တယ်နော်ပြန်ပြောင်းသွားမှာဖြစ်တယ်လုံးဝရှိုးอ่ะအဲ့ဒါကလုံးဝတုံးချက်တွေနည်းတွေ့လို့ရတယ်နော်အဲ့ကြရင်တရုတ်ကလေတံပြောင်းသွားမှာနော်ဒီလိုတိုင်းကြပြအဲ့ကြရင်ခုနကတော့ချိန်ခွင်ရှာလုံးဝတစ်ဖက်ဆောင်နေပြောင်းသွားမယ်ဆိုတော့ဒါအစီအစဉ်အခြေအနေကိုပြောပြတာအဲ့တော့အခါကျတော့စီးရေးရကျွန်တော်တို့ကလုံးဝအတားကျစီတယ်နောက်တစ်ခုက လူတွေအများအထင်သေးနေတဲ့ကရင်ပေါ့နော်ကရင်ကဟုတ်ပြီကရင်မှာစီလုံးညီညွတ်မှုမရှိဘူး။ဘာကြောင့်သူ့ရဲ့ဖွဲ့စည်းပုံရကိုကကရင်မှာဘိုးချုပ်ကင်မှုအားနေပြီးတော့တက်မဟာတွေကိုအာဏာခွဲပေးထားတယ်။အဲ့လိုအာဏာခွဲပေးထားတဲ့ကရင်အားနေချက်ကခုန centralized မဖြစ်ဘူးဒါသူ့မှာအားနေချက် ဖြစ်နေတာ။အဲ့တော့တစ်ဖက်မှာလည်းပဲကရင်မှာကြားဖြန့်ကိစ္စရှိနေတဲ့အတွက်ကြောင့်ကြားဖြန့်နဲ့ကရင်လူကြီးရဲ့အပေးယူကိစ္စတွေအပေါ်မှာမူတည်ပြီးတော့မှအဲကရင်မှာတိုက်ပွဲဖော်မှုတွေကအရင်အားနေနေတယ်။သို့တော့ ဘာဖြစ်လာလဲဆိုတော့ကရင်ရဲ့ဒီတော်လိုင်းရေး9နှစ်အတွင်းမှာကရင်ရဲ့အုပ်ချုပ်နယ်မြေတွေကအများကြီးကျေပြန့်သွားတယ်နော်အများကြီးကျေပြန့်သွားတယ်ဒါတွေကဟိုပြဿနာအဖြစ်ကြီးကြီးကျယ်ကျယ်မကြားရဘဲနဲ့ဟိုတစ်ဖက်မှာလည်းမကျေနပ်တဲ့ပြမကျေမနက်နဲ့ပေးလိုက်ရတဲ့ကိစ္စဥမာတင်နာရီတိုင်းတစ်လျှောက်လုံးကနော်တင်နာရီတိုင်းတစ်လျှောက်လုံးကပီဒီအက်တွေကတိုက်တယ်ကရင်တွေကဝင်အုပ်ချုပ်တယ်ပီဒီအက်တွေကတိုက်တယ်ကရင်တွေကဝင်အုပ်ချုပ်တယ်အဲ့ဒါပီဒီအက်တွေကမကျေနပ်ဘူး နော်ကရင်ကသူတို့တိုက်တယ်ကရင်ကဝင်အုပ်ချက်ဒါမကျင်တတ်ဘူးမကျင်တတ်ပေမဲ့ဒီကိစ္စပေါ်မှာ NUG ရလဲအကာအကွယ်မပေးနိုင်ဘူး NUG ရလဲကရင်ကိုအာမခံနိုင်ဘူးအဲ့လိုဖြစ်တဲ့အခါကျတော့ကရင်ကတူတူတိတ်တိတ်နဲ့သူ့ရဲ့အုပ်ချုပ်ရေးအာဏာကျယ်ပြန့်နေပြီနော်ဘယ်ဟိုဆင်းသွားလဲဆိုတော့တနင်္လာရီတိုင်းဟိုဒီဘုတ်ပြင်းလောက်အထိကရင်ဧရိယာဆင်းသွားတယ်အဲ့လိုဆင်းသွားသလိုဒီဘက်ကနယ်မြေတွေမှာလည်းပဲကရင်ရဲ့ PDF ကတိုက်လိုက်တိုက်လိုက်တိုက်လိုက်ဆိုမျိုးသူတို့ကအုပ်ချုပ်ရေးလိုက်နင်းနေတာက ီဒီဘက်ချမ်းနေမှာလဲထပ်ကျေပြန့်လာပြီအဲ့လိုကျေပြန့်လာတဲ့အခါကျတော့ပြင်းအနေနဲ့ကကြားပြန့်ကိုသာဝင်သိမ်းခဲ့လို့ကြားပြန့်ရှင်းလင်းရေးကိစ္စသာအောင်မြင်ခဲ့လို့ BGF ဒီဖက်ပြောင်းသွားလို့ရှိရင်ကရင်ကကရင်နယ်မြေအကျယ်ကြီးကထိမ့်သိမ်းပြီးသားဖြစ်သွားမှာနော်ဒါဒီလိုအတိုင်းတာလေးတွေရှိရအဲ့လိုအတိုင်းတာရှိရအတွက်ကြောင့်ကရင်မှာမြို့သိမ်းတိုက်ပွဲမဖြစ်တည်တိုင်အောင်ကရင်ရဲ့အုပ်ချုပ်ရေးနယ်နိမိတ်ကျယ်ပြန့်လာမှုက တူတူတိတ်တိတ်နဲ့အင်မတန်ကြောက်ဖို့ကောင်းတဲ့အတိုင်းဒါရှိတယ်။ဒါကြောင့်မို့သူ့ကိုလည်းရှော့မတွင်းနဲ့ခိုးဘက်ကပြောင်းသွားပြီဆိုတာနဲ့တပြိုင်နက်တည်းနော်ဒီက BJX ကလည်းပြောင်းသွားမယ်။ကရင်ရဲ့အုပ်ချုပ်ရေးနယ်မြေကျေသွားရတယ်ပြောင်း။သူကစုမိုးနယ်မြေအဖြစ်ကနေပြီးတခါလွတ်ရောက်နေပြီးတခါလည်းပြောင်းသွားမှာပြောင်းသွားမှာကြီးကတဏှာကြီးတိုင်းပါသွားမယ်။အေယာကြီးတိုင်းတချမ်းလောက်ပါသွားမယ်။နောက်ပြီးကဘကိုးတိုင်းအောက်ပိုင်းပါသွားမယ်နော်။ ညစစ်တောင်းမြေဖက်အချမ်းကြီးပါသွားမယ်မွန်းကလည်းကရင်နဲ့ဒီမော်လမြိုင်နဲ့ဘာညာကိစ္စတွေမွန်းအင်းရမကောင်းတော့တာကရင်နဲ့ပါသွားမယ်ဟိုဘက်တောင်ကိုဘက်ကိုပါသွားမယ်ကရင်နဲ့ကြီးအကြီးဖြစ်သွားမှာနော်အဲ့တော့ဒါကလည်းပဲခုနကလိုပေါ့နော်ဟိုလိုပြောရင်ဒီစစ်ရေးနဲ့ပတ်သက်ပြီးတော့ဒီတစ်ဖက်ချမ်းမှာဒီတိုးတိုးတိတ်တိတ်နဲ့ဖြစ်နေတဲ့အုပ်ချုပ်ရေးကြေပြန့်မှုကြီးဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ဆက်ကဆအနေနဲ့ကဘကူယုံမှဒီတိတ်ရောအရေးကြီးတယ်အဲ့တော့ဘကူယုံမှကြာသွားပြီဆိုတာနဲ့တပြိုင်နက်တည်း ခုနရန်ကုန်နဲ့နေပြည်တော်ကပြတ်သွားနေကုန်နဲ့နေပြည်တော်ပြတ်သွားသူတို့ပြေပေါက်ပိတ်ပြီလုံးဝရှူတော့အဲ့အချိန်ကျရင်ဟိုကနေဟိုကတို့ဘာတို့ကလည်းပုံစံတန်းတစ်ခါလေးပြောင်းသွားတော့ပြောင်းသွားတဲ့အတိုင်းကြာရှိရဲ့အဲ့ကြောင့်မလို့ဒီစီရေးကစီရေးအရာအနိုင်ကလည်းအချိန်မြွေချိန်မြွေချိန်ဝင်ရှာပြောင်းသွားနိုင်မယ့်အတိုင်းကြာရှိရဲ့ဒါကြောင့်မလို့ကြောက်စရာမလို့နောက်တစ်ခုကကြာတော့ဘောင်းဆိုပြည်သူတွေပေါ့နော်အရင်အဒီအေးကျိလက်ပြည်သူတွေရဲ့အတိုင်းသာကျိလက်ပြည်သူတွေရဲ့ပြည်ရတယ်မရှိဘူး တွေ့တာဆရာလည်းမရှိဘူးရွာလေးလည်းအကုန်လုံးမိရှုပ်ခံရရပြီအဲ့လိုဖြစ်သွားတဲ့အတွက်ကြောင့်เนาะအလွဲတကူကြီးလက်ကနှောက်ဆုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးเนาะအပညာတတ်တရားတော့ထွက်ပြေးမယ်အဲတတိတွေကတော့ညစကားစနဲ့ပူပေါင်းပြီးတော့ကြိုးစားပြီးရက်တည်နေမယ်နိုင်ငံညသွားနေမယ်အဲ့လိုသူတို့ရှောင်လို့တင်းလို့ရရင်မယ်အခြေခံကြီးလက်ပြည်သူတွေကတော့ပြေးစရာလည်းမြင်မရှိဘူးနိုင်ငံညရောက်အောင်လည်းမသွားနိုင်ဘူးနောက်ရှစ်ညလည်းကုန်ပြီကိုယ့်ရဲ့ခုနအသက်ခံရတာမိရှုပ်ခံရတာကိစ္စတွေမှာဒုက္ခတွေရောက်နေကြမှာသူတို့ကဘယ်လိုမှ เนาะအပေါ်ပိုင်းကညှိနှိုင်းခြင်းမာတယ်ဆိုရင်တောင်မှအခြေလက်ကလူတွေကလုံးဝလက်ခံမှာမဟုတ်ဘူးဒါကြောင့်ဒီတော်လန်ကြီးကလွယ်လွယ်ကူကူရက်သွားဖို့လွယ်လွယ်ကူကူစပွဲဝိုင်းသွားဖို့ဆိုတော့မစင်စားနဲ့စပွဲဝိုင်းသွားတဲ့လူကတမိုင်းတဲခန့်တည်းမဟုတ်ဘူးလယ်ဘေးမှာပြတ်မှာနော်အဲ့ဒါလုံးဝအသေးချာပဲဒါဒီဒီတိုင်းတာဒီဒါကြောင့်မလို့ကျွန်တော်တို့ဒီဒီတော်လန်ကြီးကအရင်ကြီးစိတ်ပူစရာမရှိဘူးသို့တော်ကျွန်တော်တို့ကနိုင်မယ်ဆိုတာသိကြတယ်သို့တော်အချိန်အားဖြင့်ကျွန်တော်တို့ကနော်ဒီ ဟိုလိုရအောင်ဆိုတော့ဒပြိုင်နဲ့ထဲတိုက်ပွဲခေါ်ခေါ်ဆောင်နိုင်မှုက အားနေနေသေးတယ်နောက်တစ်ခါစင်ဆက်မပြတ်တိုက်ပွဲမှုဆောင်မှုအားနေနေတယ်ဘာကြောင့်အဲ့ဒါပါလို့ဆိုတော့ကျွန်တော်တို့ကဒီလက်နဲ့ပိုင်းပေါ့နော်လက်နဲ့ပိုင်းဆိုင်ရာကျွန်တော်တောင့်တင်းမှုအားနေတယ်ကြည်စံပြတ်သွားတယ်အဲ့လိုဖြစ်တဲ့တကြောင်စစ်ပွဲတစ်ပွဲကိုစစ်ကဲစစ်တိုင်မတိုက်နိုင်ဘူးအဲ့တော့ကြည်ကနည်းနည်းခြံထားနားလိုက်တစ်ခါပြန်တိုက်တယ်အဲ့လိုသဘောတည်နေသွားနေရကုလမှုကတကယ်နိုင်ငံရေးတမဖြစ်ပါတယ်တုံးသက်ချက်တွေပြုစုချက်တွေအားရရှာဖြစ်ပါတယ် နောက်ဆက်20မိနစ်ဖြင့်တစ်ဖက်ကလုံးမှပြင်တင်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ကူနိုင်မှာတေးချရဲ100%ကျွန်တော်လည်းပြောရည်တယ်ဒီစစ်ခွေတွေကလူအင်အားမရှိတော့ဘူးသူတို့တုံးနေတဲ့လူအင်အားကကျွန်တော်အမြဲတမ်းပြောတယ်ပြည်သူစစ်မှုထမ်းတွေပဲစေတမားတွေကိုပဲစီမတ်တခိုင်းတာစေကြွေးပြီးမှတခိုင်းတာကျွန်တော်တို့ရဲဘော်တွေကြီးပြစ်သွားလို့ခဏလေးဆုတ်ပေးတာတွေရှိတယ်ပြင်ရမှာပြင်ရတဲ့အချိန်မှာကြီးလည်းပြင်ရမယ်လက်သက်ခရံတွေလည်းပြင်ရမယ်တိတ်ပွေတွေကတော့လှတော့မယ်အခုနောက်ကလည်းတရင်တက်လာတယ်ဘာလဲဆိုတော့ ပကဖတ်တွေကိုအထူးတိုင်းစစ်ဌာနမှလက်နက်ခရန်တွေတက်စင်ပေးပြီးလို့သိရှိရပါတယ်ဒီမှာကြည့်ပြမယ်နော်ဒီမှာဒီမှာလက်နက်တစ်လေးတွေမင်းဖန်မှာတင်ပေးမယ်အဲ့ဒီအကြောင်းတော့ဒီမှာဒီဟာလက်နက်တစ်လေးတွေတက်ချင်ပေးပြီအားရအရှာတွေလာတော့မယ်ဟုတ်ကဲ့ပါသူငယ်ချင်းတို့ဒီနေ့ညတင်ဆက်မှုကတော့ဒီလောက်ပါပဲကြီးမြတ်ချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time